လူငယ်ဆိုတော့ရဲရင်အောင်နဲ့မင်းသမီးအီချိုပိုတို့ပါဝင်တရုတ်ဆောင်ထားတဲ့တူစီဂိမ်းဗီဒီယိုဇာတ်ကားထွက်ရှိခြင်းအခမ်းအနားကိုဖေဖော်ဝါရီလ22ရက်နေ့ကရန်ကုန်မြို့လှည့်တန်းစင်တာမှာပြုလုပ်ခဲ့ပါတယ်။အဲဒီဇာတ်ကားကိုဇလန်းဆန်ညိုမိုးနီလွင်ဒရိုက်တာအောင်စော်လင်းတို့ကရိုက်ကူးထားတာဖြစ်ပြီးအဆိုတော့ရဲရင်အောင်မင်းသမီးအီချိုပိုနဲ့အခြားတရုတ်ဆောင်တွေကပါဝင်တရုတ်ဆောင်ထားပါတယ်။ဒီတော့မလီယာနမရေတို့တပေါ်ရဲ့တွေ့ရတဲ့စီစဉ်တင်နေပါပြီ။ပြိဿတိတိနဲ့တနေ့ကျကျန်းစီပြီးတော့ခဲဦးမေရလို့ရပါတယ်။ ရိုချက်လားအဲ့ဒီခန်းနာမှာဒရိုက်တာအောင်စော်လင်းအစိုးရရဲအောင်နဲ့မင်းသမီးအီချိုဘိုတို့ကပေးသက်တွေကိုအမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်အစိုးရဗီဒီယိုစကားကိုဖေဖော်ဝါရီလ21ရက်နေ့ကစတင်ပြီးဘူဘူရုပ်ရှင်ထုတ်လုပ်ရေးမှာပရီစနစ်နဲ့မြန်မာတိုင်းနိုင်ငံလုံးကိုဖြန့်ချိသွားမယ်လို့သိရပါတယ်